်မင်္ဂလာပါရှင်ခေတ်သစ် news channel ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မှာမနေ့ကညပိုင်းငနေလှုံလို့ပြည်သူများလမ်းပေါ်ဆင်းပြေးကြင်လူငယ်တို့စစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မှာမနေ့ကညပိုင်းငလင်းလှုံလို့ပြည်သူများလမ်းပေါ်ဆင်းပြေးကြင်လမ်းပေါ်ထွက်လာတဲ့လူငယ်တို့ကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တို့ရဲ့မိတ်ဆွေတို့ကသတင်းဌာနကိုပြောပါတယ် မနေ့ကမေလ6ရက်နေ့ည10:55မိနစ်ချိန်ရန်ကုန်တိုင်းလဲကူးမြို့နယ်စင်ရက်ကွင်းတွင်ညီအောင်နဲ့30ကီလိုမီတာကိုဗဟိုပြုပြီး Ristar Scale 3.9အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလောက်ခတ်ပြီးအဲ့ဒီငလင်းကြောင့်ရန်ကုန်မြို့မှာပြည်သူများစုမှအထက်မြင့်တိုက်တာတွေမှာဆင်းပြေခဲ့ကြပါတယ်။မနေ့ကညပိုင်းငလင်းလောက်ခတ်မှုကြောင့်ရန်ကုန်တိုင်းလှိုင်မြို့နယ်တင်ရက်ကွယ်ဇေယသိတိနှစ်လမ်းမှာလူငယ်များပါဝင်ပြည်သူများလည်းအထက်မြင့်တိုက်တွေပေါ်မှာဆင်းပြေကြကြောင်းငလင်းကိုစိုးရင်ပြီးညနေတဲ့အထိလမ်းဒီပေါ်မှာပြည်သူများရှိနေစဉ်လ ိုင်မြို့နယ်တင်ရက်ကွယ်ဥက္ကဋ္ဌစစ်သားတို့နဲ့အပေါင်းပါတွေကလူငယ်တအုပ်ကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းအဆိုပါလူငယ်ဒီမှာစစ်မှုထမ်းဖို့အလဲကျနေသူဖြစ်ကြောင်းသိရပါတယ်။ ငလင်ကြောင်အောက်ကိုဆင်းပြေးကြတဲ့အချိန်အုပ်ကြီးကသူရှာနေတဲ့လူငယ်စစ်မှုထမ်းရမယ်ဆိုပြီးဖမ်းသွားပါတယ်။လမ်းထဲကအခြားလူငယ်တွေလည်းရှောင်လို့မရဘူးအချိန်တိုင်စစ်မှုထမ်းရမယ်ဆိုတာနားလည်ထားဆိုပြီးအော်ငေါက်သွားတယ်လို့ဖမ်းဆီးခံရသူလူငယ်ရဲ့မိတ်ဆွေတအုပ်ကရှင်းပြပါတယ်။ရန်ကုန်တိုင်းတွင်းမှာခုရက်ပိုင်းတွင်အစင်းစစ်ပြီးလူငယ်တချို့ဖမ်းဆီးခြင်းညပိုင်းစစ်တပ်နဲ့ရှဲကကင်းလဲ့ပြီးဖမ်းဆီးခြင်းညနေပိုင်းလမ်းသွားလမ်းလာနဲ့အလုတ်ပြန်လူငယ်တွေကိုဖမ်းဆီးခြင်းစတဲ့ပုံစံမျိုးစုံနဲ့စစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုစစ်တပ်ရှဲပြူစောတိနဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေက လှုပ်ဆောင်နေကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့ကြုံတုံးမြို့စီစစ်ကူတက်တဲ့စစ်ကြောင်းပိတ်ဆို့တိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ KNP နဲ့ကြုံတုံးမြို့တိုက်ခိုက်မခံရအောင်စစ်ကူသွားတဲ့စစ်ကောင်စီတပ်ရဲ့ချင်းမြန်တပ်မဌာနချုပ်၂၂လောက်ခန့်စစ်ကြောင်းကပြီးခဲ့တဲ့ AP လကုန်ပိုင်းတွင်ဝင်းရံပိတ်ဆို့တိုက်ခိုက်ခံလိုက်ရတယ်လို့ကရင်စီရေးတရင်အရှင်မြစ်စီကသိရပါတယ်။ကြုံတုံးမြို့စီကိုစစ်ကူတက်ရမှာတမ၂၂လောက်ခန့်တောင်ကလေးအခြေဆိုင် MN ရနဲ့ချင်းမြန်တိုင်းအပြင်တရင်တိုင်းတိုင်းမြင်းမြို့အခြေဆိုင်ကံယူနန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဖွဲ့ ကထုံထုံအင်အားတွေပါဝင်တယ်လို့ကရင်စည်ရေးတည်င်းအရင်းမြစ်တွေကပြောပါရတယ်။ ။အဲဒီစစ်ကြောင်းကအင်အား150ဝန်းကျင်ပါရှိပြီးအေဂီလာကွန်ပိုင်ကကျုံတွမျိုးအနီးနွားချံကုံရွာနာကိုစစ်ကြောင်းထိုးလာရမှာ KNU ဦးဆောင်တဲ့ပူပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ချိန်မုန်းခဲ့တာလို့သိရပါတယ်။ဝင်းရံပိတ်ဆို့တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ရင်ဗိုလ်မှူးတအုပ်ဗိုလ်ကြီးတအုပ်တည်ဆုံသွားတယ်လို့သတင်းအရင်းမြစ်ကအသိပေးပါတယ်။ဗိုလ်မှူးကရှာရီတရင်မှုလို့သိရတယ်။နောက်ပြီးသုံးပွင့်ဗိုလ်တအုပ်လည်းပါတယ်။အလောင်းတောင်လာမကောက်ဘူးလို့အဲ့ဒီကရင်စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ Lion Battle Lion Commando စစ်ကြောင်းရုံးရဲ့ AP လ30ရဲ့ကရုပ်တံဖော်ပြချက်အရ ာကွင်းပြင်တနေရာမှာတည်ဆုံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရှုံလောင်းချုပ်ကိုတွေ့ရပါတယ်။ဒါ့အပြင်လက်နက်ခဲယံတွေတင်ဆက်ရမိတာကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။ကျုံတုံးမျိုးအသိမခံရရင်း16မိုင်ကန်ရှီလျားနဲ့ကျုံတုံးကွန်ကရစ်လမ်းပိုင်းကိုပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက်စစ်ကောင်စီတပ်ကကျုံတုံးမျိုးတပ်ဖက်ကိုင်းဖန်မျိုးနဲ့ဂျိုင်းရွာအုပ်စုရိုးမဟာကြီးရွာမှာအင်အားစုဖွဲ့ပြီးမြေပြင်ကနေစစ်ကြောင်းထိုးဖို့ကြိုးပမ်းခဲ့တာလို့သိရပါတယ်။ကျုံတုံးမျိုးပေါ်မှာတော့အမှတ်545ချီမြန်တန်ရင်အမှတ်546ချီမြန်တန်ရင်နဲ့ပြူဟာစကန်ကုန်ရှိပါ ပါတယ်။အဲ့ဒီတိုင်ရင်တွေကကော့ဂရိတ်မြို့အခြေဆိုင်အမတ်ဆက်နဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်လက်အောက်ကတိုက်ခိုက်ရေးတပ်တွေဖြစ်ပါတယ်။ပြင်းရတဲ့ကြံကာလအတွင်းကြုံတုံးမြို့နီဝင်းချင်းနဲ့ကြုံတုံးကော့ဂရိတ်လမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ကြုံတုံးမြို့ကိုလည်းပူပေါင်းတပ်တွေကဝင်းရံပိတ်ဆို့ခဲ့တဲ့အခြေအနေရှိရလို့ကရင်စင်ရေးတရင်ရှင်မြစ်တွေကပြောပါတယ်။ကြုံတုံးမှာလက်ရှိအခြေအနေအရစင်ရေးတင်းမာနေစေလို့သိရပါတယ်။ကြုံတုံးစီစစ်ကူတပ်ရမှအထင်နာခဲ့တဲ့တမ22ကရခိုင်ပြည်နယ်ကတိုက်ပွဲတွေမှာလည်းပါဝင်ခဲ့ပူပြီး တက်မှမူပုံမူကြီးအောင်နေမျိုးကိုအသေးဖမ်းမိခဲ့တယ်လို့အာရခတက်တော်အင်းကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ18ရက်ကထုတ်ပြန်ခဲ့မှုပါတယ်။တက်မ20နှစ်ဟာအရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတက်မဖြစ်ပြီးကရင်ပြည်နယ်ဖအံမျိုးမှာအခြေစိုက်ထားတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။အေးနဲ့ဆက်ဆံနေတဲ့ဘင်္ဂလားဒေ့ရှ်ကိုစစ်ကောင်စီကန့်ကွက်မှုဘင်္ဂလားဒေ့ရှ်ကပြန်ပင်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာရခတက်တော်အင်းနဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအာဏာသိမ်းစစ်ကောင်စီကကန့်ကွက်မှုအပေါ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လည်ပယ်ချလိုက်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာတွေကဖော်ပြပါရယ်နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်မြင့်တင်ဖို့လိုအပ်ကြောင်းယူဆရင်မြည်သည့်ဖွင့်နေမစိုးချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရမန်ကမေလ6ရက်မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါရယ် ဘင်္ဂလားဒေ့ရဲ့လက်ရှိဂျားဖြတ်အစိုးရဖွဲ့ကနေဆက်ဒေတာတွေမှာအာရခတက်တော်ဤနဲ့ထီထွေးဆက်ဆံမှုတွေကိုအာနာသိန်းစစ်ကောင်စီကကန့်ကွက်ထားကြောင်းလည်းသိရပါတယ်။ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီရာရာမန်ကအခုစဉ်းစားရမှာကကျွန်တော်တို့နဲ့နေဆက်ဖြတ်ကျော်ထိန်းချုပ်မှုဟာအေးလက်ထဲမှာရှိနေပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့နမိတ်အချုပ်အချာအာနာပိုင်နက်ကိုစီမံခန့်ခွဲကာကွယ်ရမှာဖြစ်ပြီးဒါဟာနေဆက်ဖြတ်ကျော်ပြဿနာဖြစ်လို့နေမြေထိန်းချုပ်ထားသူနဲ့အဆက်အသွယ်လုပ်ရမယ်လို့ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေဆက်ဖြတ်ကျော်ပြဿနာတွေကိုအာရခတက်တော် င်းနဲ့ဆက်တွယ်ဆောင်ရွက်နေသလိုမွ슬လင်ဒုက္ခသည်တွေကိုပြန်ပို့နိုင်ဖို့အတွက်လည်းစစ်ကောင်စီနဲ့ပါအရက်ခတ်တတော်နဲ့ပါနှစ်ဖွဲ့စလုံးကိုဆက်တွယ်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံကအာရခတက်တော် A ကိုတရားဝင်အတိမတ်ပြုဆက်ဆံခြင်းမရှိသေးကြောင်းနဲ့နေဆက်ဖြတ်ကျော်ပြဿနာကိုသာထိတွေ့ဆက်ဆံနေခြင်းသာဖြစ်ကြောင်းသိရပါရယ်။နောက်ထပ်တပုံးနေနဲ့ထီခီစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်သေပြီး40ကျော်ထိုင်းနိုင်ငံဘက်ထွက်ပြေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့ထီခီတပ်စကန်ကိုတော်လိုင်းပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်သေဆုံးပြီးစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်9ဦးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တို့ကလက်နက်ခဲယံတွေနဲ့ထိုင်းနိုင်ငံဘက်ကို ိုထွန့်ပြေးသွားကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်နေစီကသိရပါရယ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့ထိခိတက်စခန်းကိုကင်အမျိုးသားစီယုံ KNU KNL နဲ့တော်လိုင်းပူပေါင်းထွက်တင်က AP 28ရက်ကစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကဆင်းရဲခန့်ကြာမြင့်နေပြီဖြစ်ကြောင်းစည်ရေးသတင်းအရင်းမြစ်တွေစီရသိရပါရယ်ထိခိတက်စခန်းကိုထိထပြူဟာကုန်းကိုမသိမ်းပိုက်ခင်ကလေးကအလုံးဝိုင်းထားတာဒီကောင်လေးအထိနာသွားတော့ထိုင်းဘက်ခြံကိုထွက်ပြေးသွားတာ၄၀ကျော်ပြီးရဲတပ်ဖွဲ့ဝင်ကကိုုံနဲ့စစ်ကောင်စီတပ်က30ကျော်နည်းနည်းကျန်တာကိုဆက်လက်ပြီးထိုးစစ်ဆင်တိုက် က်ခိုင်နေတယ်လို့ရှင်မြန်စစ်မျက်နှာပြင်ရှိတော်လိုင်းရဲဘော်တအုပ်ကပြောပါရယ် ဆင်ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်တည်ဆောင်ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်မှလည်း2ဦးကြာဆုံးခဲ့ကြောင်းစီရင်တည်ရင်မြစ်တွေကဆိုပါတယ်အခုတိုက်ပွဲမှာကအရှင်ဖမ်းမိထားတဲ့စစ်ကောင်စီတပ်သားမရှိဘူးအားလုံးကအတီးပဲသူတို့ကစစ်ကောင်စီဘက်ကတည်နေတာ10ယောက်ကျော်ပြီးကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဘက်ကလည်း2ယောက်ကြာထားတယ်ဗိုလ်လေးတစ်ယောက်နဲ့ရဲဘော်တစ်ယောက်ပါစခန်းကိုတော့တိုက်နေတော့မယ်အပီးပြက်မသိနိုင်သေးဘူးဒါပေမဲ့မကြမီတရင်ကောင်းကြားရလိမ့်မယ်လို့တော်လိုင်းရဲဘော်ကဆက်ပြောပါတယ်တမဟာလီဦးဆောင်နဲ့ KNU KNL နဲ့တော်လိုင်းပူပေါင်းတပ်တွေက AB 19ရက်မှာထိထဗျူဟာကုန်းကိုအပိသက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။တော်လိုင်းပူပေါင်းတပ်တွေကတောင်တုံလုံးမြစ်တာနဲ့ထိခီလန်ကားလန်တခြားကိုစုံမှုထားတာကြောင့်စစ်ကောင်စီတပ်ကအဆိုပါလမ်းကြောင်းမှာစစ်ကူအင်အားပို့ဆောင်နိုင်ခြင်းမရှိပါဘူး။ ။ဒါကြောင့်ဒီကျောင်းမတဆင်ထိုင်းနယ်စပ်မြို့ဖြစ်တဲ့နတ်အိမ်တောင်မှတဆင်စစ်ကူများပို့ဆောင်နေကြောင်းတော်လိုင်းအင်အားစုတွေထံမှသိရပြီးထီးတာပြူဝါကုန်းနဲ့ထိုင်းမြန်မာနယ်စပ်ရှိထီးခီးတပ်စခန်းတို့ကမိုင်အပြင်ငါးမိုင်ခန့်သာကွာဝေးကြောင်းသိရပါရယ်။ကန်ယူရန်ဒေသတိုင်းစစ်ဌာနချုပ် လောက်ခန့်ကံပေါ့ချေဆိုင်ခလာယာ293တန်ရင်ကထီးခီးတပ်စခန်းမှာအခြေဆိုင်တဆွဲထားကြောင်းစစ်ရေးတရင်အင်းမြစ်တွေစီမှသိရကြောင်းတရင်မှာဖော်ပြပါရှိပါရယ်ရှင်။ကြော်ပါတမကိုကိုစစ်ကြောင်းအဆက်အသွယ်ပြတ်တောက်ပြောက်ဆုံးနေပြီးလက်ခမော်ယွာနီစစ်တပ်စခန်းကိုအင်းက သိမ်းပိုက်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောင်ဖြူမြို့နယ်မင်းတပ်တောင်ရှိစစ်တပ်ကကင်းစခန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ပမာအင်အား80ကျော်ပါတမကိုကိုစစ်ကြောင်းမှာဆက်သွယ်ပြတ်တောက်သွားကြောင်းစစ်တပ်သတင်းအရင်းမြစ်တွေကပြောကြားပါရစေ။ မေလာနေရနေ့ကြဖြူမျိုးနဲ့မင်းတက်တောင်ရှိစစ်တပ်ကအကခဲစကန်တစ်ခုကိုအင်အားဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီလိုတိုက်ခိုက်ရမှာအဲ့ဒီစကန်နဲ့ပတ်ဝန်းကျင်မှာတပ်ဖြန့်ထားတဲ့အင်အား80ပါစစ်တပ်စစ်ကြောင်းမှာအဆက်အသွယ်မရတော့ပဲပျောက်ဆုံးနေကြောင်းတပ်သတင်းအရှင်းမြစ်တွေကရှင်းပြပါရယ်အဲ့ဒီစကန်မှာကအင်အား90ကျော်နဲ့ကိမုံက30ကျော်လောက်ရှိရဲအဲ့ဒါအဆက်အသွယ်မရတော့ဘူးမေလာ3ရက်လောက်ကလေးကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်တောက်သွားတာလို့တပ်သတင်းအရှင်းမြစ်တွေကဆိုပါရယ်အဆိုပါမင်းတက်တောင်ကခဲစကန်တိုက်ပွဲနဲ့ပတ်သက်ပြီးအင်အားသတင်းထုတ်ပြန်မှုတစုံတရာလှုံ့ဆော်ခြင်းမရှိ သေးပါဘူးအလားတူရခိုင်ပြည်ကြောင်ပြူမြို့နယ်တွင်အာနာသိန်းစစ်ကောင်စီတပ်နှင့်အာရခတပ်တော်အေတို့ကြားတိုက်ပွဲများပြင်းထန်နေခဲ့ပြီးအေပြီလနောက်ဆုံးပတ်နဲ့မေလပထမပတ်တွင်ကြောင်ပြူမြို့နယ်စစ်ကောင်စီရဲ့အမှတ်30နဲ့ရဲတပ်ရင်အနီးနဲ့ဒညာဝရီရေတပ်စခန်းကြီးတို့မှစစ်ကောင်စီနဲ့အေတို့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်ကြောင်ပြူမြို့နယ်တိုက်ပွဲအတွင်းဒညာရရှိတဲ့တပ်သားတွေကိုစစ်ကောင်စီကစစ်တွေစည်းရုံနဲ့တပ်နယ်စည်းရုံများကိုပို့ဆောင်ကူတာပေးနေကြောင်းစစ်တွေမျိုးစစ်သည်ရင်ရင်းမြစ်တွေကပြောပါတယ်အရေးအတွက်ကတိတိကျကျတော့မသိဘူးကြောင်ပြူတိုက်ပွဲက ဒဏ်ရာရတပ်သားတွေကိုစစ်တွေစီရင်ကြီးမှာလာရောက်ကုသပေးနေတဲ့သူတို့တပ်သားတွေထားတဲ့နေရာကိုပြည်သူတွေကိုဝင်ခွင့်မပေးဘူးပြီးတော့တပ်နယ်စီရင်နေပို့ထားတဲ့စေကုသပို့ရောက်လာတာက3-4ရက်လောက်တော့ရှိနေပြီလို့၎င်းကဆိုပါတယ် တောင်ဖြူမြို့နယ်တိုက်ပွဲမှာအရခန့်တပ်တော်ရင်ကဒိုးစစ်ကြောင်စစ်ကောင်စီဘက်မှအထိနာနေပြီးစစ်ကြောင်အချို့နောက်ဆုတ်သွားတဲ့အခြေအနေရှိတယ်လို့တောင်ဖြူသတင်းရင်းမြစ်ကပြောပါရယ်အမှတ်30နှစ်ရဲတပ်ရင်းနဲ့ဒညဝရီဟီတက်စကန်တစ်ပုတ်တောင်ဟီတက်စကန်အနီးကစစ်တပ်ရဲ့ကာကင်တွေကိုအေအေကဒိုးစစ်စင်တိုက်ခိုက်နေတာတချို့ကာကင်စကန်နဲ့စစ်တပ်စကန်တချို့ကိုအေအေကနေရာဝင်ယူထားနိုင်တယ်လို့သိရတယ်စစ်ကောင်စီစစ်ကြောင်တွေကာကင်စကန်တချို့ကလည်းအမှတ်30နှစ်ဘက်ကိုနောက်ဆုတ်သွားတာရှိရင်လက်ခမော်တက်စကန်ကိုတောင်အေအေကတင်လိုက်ပြီလို့သတင်းရရှိထားတယ်တီးကြတော့အ တိမပြုတ်နိုင်သေးဘူးကြောက်ဖြူတပ်ပွဲကတော်တော်လေးပြင်းထန်နေတယ်လို့ပြောလို့ရတယ်လို့ကြောက်ဖြူတရင်အရှင်မြစ်ကပြောပါတယ်